You're gambling with the lives of millions of people. You think, You're gambling with World War 3. You gamble. အလုံးမင်းမင်္ဂလာပါခင်ဗျာ။မင်းဟာတန်းနဲ့ချီတဲ့လူတွေရဲ့အသက်တွေနဲ့လောင်းကစားလုပ်နေတယ်။မင်းဟာတတိယကမ္ဘာစစ်နဲ့လောင်းကစားလုပ်နေတာလို့ပြီးခဲ့တဲ့လကအင်မီရောမှာဖြစ်သွားခဲ့တဲ့ဒီခိုက်တန်းကယူကရိန်းစစ်ပွဲမှာအရေးပါတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့ပါတယ်။အမေရိကန်ဟာယူကရိန်းရဲ့အကြီးမားဆုံးငွေကြေးနဲ့စီးရီးအထောက်ပံ့ပေးသူတဦးဖြစ်ပေမဲ့အခုခါမှာတော့သူ့ရဲ့အထောက်ပံ့ကိုရုတ်သိမ်းလိုက်ပြီး ဗန်နာ၏ထောက်ပံ့တွေကိုရပ်တန့်သွားစီခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကယူကရိန်းစစ်ပွဲအတွက်အရေးပါတဲ့ကိစ္စတစ်ခုဖြစ်လာပြီးတော့ဒါသမိုင်းမှတ်တမ်းတွေအတွက်လည်းအရေးပါတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာနိုင်ပါတယ်။မေဂန်နစ်ဆင်ထောက်ပံ့မှုယူရို90ဘီလီယံနီးပါးကိုဖြတ်တောက်လိုက်တဲ့အတွက်ဇယ်လင်စကီကိုအားနည်းသွားစီပြီးမေဂန်စိုးရကသူ့ရဲ့ပြိုင်ဘက်တွေနဲ့ပူးပေါင်းဆောင်ရွက်နေပြီးယူကရိန်းမှာရွေးကောက်ပွဲအသစ်တွေလုပ်ဖို့အကြံပြုနေခဲ့ပါတယ်။ဒီကာလအတွင်းမှာတော့ယူကရိန်းမှာမေဂန်ရဲ့စစ်ပစ္စည်းတွေအများပြားရှိနေသေးတဲ့အတွက်ဒီဆုံးဖြတ်ချက်ဟာချက်ချင်းပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေမှာမဟုတ်ပါဘူး နောက်3လကနေ6လအတွင်းမှာတော့အမေရိကန်ရဲ့အထောက်ပံ့မရှိတော့တဲ့အတွက်ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်တယ်။ယူကရိန်းစစ်ပွဲကအခုအခါမှာလမ်းစုံတစ်ခုကိုရောက်ရှိနေပြီးဖြစ်နိုင်ခြေရှိတဲ့အခြေအနေ၃မျိုးရှိနေပါတယ်။ဒီဗီဒီယိုမှာတော့ဒီအခြေအနေ၃မျိုးကိုတစ်ခုချင်းစီလေ့လာသွားမှာဖြစ်ပါတယ်။ပထမအခြေအနေကတော့ရုရှားနဲ့ယူကရိန်းကြားအမေရိကန်ရဲ့ဂျာဝင်ဆွေးနွေးမှုနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ခုဖြစ်ပေါ်လာနိုင်တယ်။အသေးစိတ်အချက်တွေကတော့မျိုးမျိုးဖြစ်နိုင်ပေမဲ့လက်ရှိဆွေးနွေးနေတဲ့အချက်တွေကတော့အဓိကအချက်နှစ်ချက်ပါဝင်နေပါတယ် ရှေ့တန်းတီနီယာတွေကိုလက်ရှိအတိုင်းရပ်တန့်သွားသည်ပြီးတရားဝင်အတိအမှတ်မပြုဘဲယူကရိန်းဟာနေတိုးအဖွဲ့ဝင်ဖြစ်ဖို့ကြိုးစားတာကိုဆွန့်လွတ်ရမယ်။အဲ့ဒီစာအမေရိကန်ကဝင်ရောက်မဆွတ်ဖက်ပဲဥရောပရဲ့နေတိုးတပ်ဖွဲ့တွေကိုယူကရိန်းမှာတပ်ဆွဲထားမယ်။နယ်မြေကျူးကျော်ခံလာရရင်အမေရိကန်ဟာလေကြောင်းထောက်ပံ့မှုကြီးတက်တဲ့နျူကလ িয়ার လက်နက်တွေကိုပါအသုံးပြုခွင့်ပေးမယ်လို့ကတိပေးမယ်။ဒါပေမဲ့ဒီသဘောတူညီမှုကဖြစ်နိုင်ချေရှိရလားဆိုတာကတော့မေကွန်းထုတ်စရာဖြစ်နေပြီးတော့အခုဆိုရင်ဒီလိုကိစ္စမျိုးအမှန်တကယ်ဖြစ်လာဖို့ကမလွယ်ပါဘူး ထမဆုံးနဲ့အကြီးမားဆုံးပြဿနာကတော့ရုရှားကဒီသဘောတူညီမှုကိုဘာကြောင့်လက်ခံမလဲဆိုတာပါပဲပထမဦးဆိုတာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာဒါ့အပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာပူတင်ရဲ့တရားဝင်စစ်ပွဲအကြောင်းပြချက်ကနီတိုးရဲ့ချက်ထွေမှုကိုရပ်တန့်မှုဖြစ်ပါတယ်ဒါပေမဲ့ဥရောပရဲ့တပ်ဖွဲ့တွေကိုယူကရိန်းမှာတက်ဆွဲထားပြီးအမေရိကန်ရဲ့လုံခြုံရေးအာမခံချက်ပေးမှုဟာနီတိုးရဲ့ချက်ထွေမှုကိုဖုံးကွယ်ထားရတဲ့အတူတူပါပဲဒုတိယပြဿနာကတော့ယူကရိန်းရဲ့သဘောထားပါ ဇယ်လင်စကီးကသူ့ရဲ့နေမြေ20ရာခိုင်နှုန်းကိုဆုံးရှုံးရပြီးနေတိုးဖွဲ့ဝင်ဖြစ်ကနေနှုတ်ထွက်ပေးရမယ့်သဘောတူညီမှုကိုလက်ခံဖို့စဉ်းစားသင့်ပေမဲ့မိဂန်လုံချုံကြီးအာမခန်ချန်ဟာဒီအခြေအနေကိုအစဉ်ပြေစုံလေးပဲရှိတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်တတိယပြဿနာကတော့မိဂန်ရဲ့သဘောထားပါပဲထရန်ဆိုးရဘယ်လိုလုံချုံကြီးအာမခန်ချန်မျိုးပုံမှာပေးဖို့စိတ်ဝင်စားတဲ့ပုံပြနေရကြောင်းဒီအခြေအနေကဖြစ်လာနိုင်ခြေနည်းစံနည်းနေပါတယ်ဒါပေမဲ့ဒီသဘောတူညီမှုသာဖြစ်လာခဲ့ရင်ဘာတွေဖြစ်လာနိုင်မလဲအကောင်းမြင်တဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ငြိမ်းချမ်းရှိလာနိုင်မယ်လို့ထင်ရပါတယ် ယူကရိန်းမှာဥရောပစစ်သားတွေတက်ဆွဲထားမှဖြစ်ပြီးတော့ယူကရိန်းကတော့သူ့နယ်မြေရဲ့20ရာခိုင်နှုန်းကိုဆုံးရှုံးသွားမှဖြစ်ပါတယ်။ဒါပေမဲ့ပူတင်ကသူ့စကားသူပြင်မှာမဟုတ်တဲ့အတွက်နှစ်နိုင်ငံကြားမှာဖြတ်သန်းမရနိုင်တဲ့နိုင်ငံတစ်ခုကြားခံသွားမဲ့ကိုရီးယားနိုင်ငံလိုအခြေအနေမျိုးနဲ့ဆုံးသက်သွားနိုင်ပြီးတော့ယူကရိန်းအတွက်နောက်ဆုံးမှပြန်လည်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့အစိုးမြင့်တဲ့အခြေအနေမှာဆိုရင်တော့သူ့ဘာသာသူတောင်ခံမှန်းလို့မရဘူးဆိုတဲ့ Trump ရဲ့လုံခြုံရေးအာမခံချက်ကယုံကြည်လို့ရရဲ့လား။ပူတင်ကလည်းဒီအာမခံချက်တွေကိုတေချာပေါက်စမ်းတမ်းမှာပါပဲ။ အဆိုးဆုံးအနေနဲ့ကတော့ NATO နဲ့ရုရှားကစစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်ပြီးတော့နောက်ထပ်ငြိမ်းချမ်းရေးအပေးအယူဖြစ်တဲ့ဒုတိယခြေအနေကိုဥတည်စေနိုင်ပါတယ်။ဒုတိယခြေအနေကတော့ပထမခြေအနေနဲ့အတူတူပါပဲ။ဒါပေမဲ့အမေရိကန်လုံခြုံရေးအာမခံချက်မပါဝင်တော့ဘူး။ဒီခြေအနေကအမေရိကန်ရဲ့ကြောထောက်နောက်ခံမရှိတာကြောင့်ရုရှားအတွက်ပုံမှန်လက်ခံနိုင်ွယ်ရှိပေမဲ့ဥရောပနဲ့ယူကရိန်းအတွက်တော့ပုံမှန်ခက်ခဲစေနိုင်ပါတယ်။အမေရိကန်ထောက်ပံ့မှုတွေမရှိတာကြောင့်ပူတင်ကသာသဘောတူညီချက်ကိုချိုးဖောက်လာမယ်ဆိုရင်သူတို့အနေနဲ့ဥရောပကိုကာကွယ်ဖို့တာဝန်ပြည့်ဝယူရတော့မှာပါ။ဒီခြေအနေကလည်းတိတ်မဖြစ်နိုင်ဘူးလို့မြင်ပါတယ်။ ဒါပေမဲ့ဖြစ်လာခဲ့ရင်အကျိုးဆက်တွေကဘာတွေဖြစ်နိုင်မလဲအကောင်းမြင်တဲ့ဘက်ကကြည့်ရင်တော့ပူတင်ဟာသူ့ကတိကိုထိမ့်သိမ့်မဲ့ဆိုရင်ငြိမ်းချမ်းအခြေအနေတခုကိုမြင်တွေ့ရနိုင်ပေမဲ့ပထမရွေးချယ်စရာနဲ့မတူပဲရုရှားကိုဟန်တားနိုင်မဲ့အင်အားကတော့တိတိတတ်တာအားနည်းတော့မှာပါဒါရုရှားကိုဥရောပငြိမ်းချမ်းတက်ဖွဲ့ရဲ့စိတ်တက်ကိုစမ်းသပ်ဖို့ပို့ပြီးဆွဲဆောင်နိုင်ပြီးတော့လွန်ခဲ့တဲ့အချိန်တုန်းကလိုပဲဒီလိုစတင်တိုက်ခိုက်မှုတွေဟာအတူအယောင်လုံးရက်တွေပါဆိုပြီးပေါ်ထွက်လာနိုင်ပါတယ်ဥမာအကြမ်းဖက်တက်ဖွဲ့တခုဒါမှမဟုတ်ဒရုန်းတိုက်ခိုက်မှုတခုကြောင့်ဥရောပစစ်သားနှင်းငယ်တေဆုံးနိုင်သွားတာမျိုးရှိလာနိုင်ပြီး ပူတင်ကတော့ပါဝင်ပတ်သက်မှုမရှိဘူးလို့ညင်းဆုံမှာပါ။ဒါပေမဲ့ဒီပြည့်ရက်တွေဆက်ဖြစ်နေမယ်ဆိုရင်ပြဿနာကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ဥရောပစစ်သားတည်ဆုံမှုတွေများလာတဲ့မြ၊ဥရောပပြည်သူတွေကတုံ့ပြန်မှုတွေလှုပ်လာမှာပါ။သူတို့ရဲ့သားသမီးတွေအိမ်နဲ့ဝေးကွာတဲ့စစ်ပွဲမှာဘာကြောင့်တည်ဆုံနေရတာလဲဆိုတဲ့အဖြစ်ကိုတောင်းဆိုတဲ့အနေနဲ့ကြီးမားတဲ့ဆန္ဒပြပွဲတွေမြင်တွေ့ရနိုင်ပြီးဥရောပအနေနဲ့အရေးကြီးတဲ့ရွေးချယ်မှုတစ်ခုကိုညင်ဆိုင်ရပါလိမ့်မယ်။ယူကရိန်းဘက်ကနေခိုင်မာစွာရပ်တည်ပြီးရုရှားနဲ့ပိုကြီးမားတဲ့စစ်ပွဲဖြစ်လာနိုင်တဲ့ပြည်တွင်းမငြိမ်သက်မှုတွေကိုညင်ဆိုင်ရမယ်။ ဒါမှမဟုတ်ပြည်သူဖိအားကိုလိုက်ရောပြီးယူကရိန်းကနေရုတ်သိမ်းကကီးယက်ကိုသူ့ဟာသာသူရုံးခန့်ခွင့်ပေးလိုက်ပြီးတော့နောက်ဆုံးမှာယူကရိန်းကိုပြိုလဲသွားစေနိုင်ပါတယ်။ပြီးရင်တော့ရုရှားကဘာလုပ်မလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူး။တတိယအခြေအနေကတော့ငြိမ်းချမ်းရေးသဘောတူညီမှုလုံးဝမရှိတော့ပါဘူး။ယူကရိန်းကသဘောတူညီမှုကိုညှင်းပယ်လိုက်မယ်။ရုရှားကသဘောတူညီမှုကိုလက်မခံနိုင်ဘူး။ဒါမှမဟုတ်ဥရောပအမေရိကန်လုံခြုံရေးအာမခံချက်မပါဝင်ပဲငြိမ်းချမ်းတပ်ဖွဲ့တွေကိုမစေလွတ်ဖို့ဆုံးဖြတ်နိုင်တယ်။သဘောတူညီမှုမရရင်စစ်ပွဲဟာဆက်ဖြစ်နေမှာဖြစ်ပြီးဥရောပအမေရိကန်အကူအညီဆုံးချုပ်မှုကိုဖြည့်ဆည်းဖို့ ပုံမထောက်မှန်မှုတွေလုံးလာနိုင်ပါတယ်။ဒါပေမဲ့နွေရာသီမှာတော့ယူကရိန်းအတွက်အလွန်ခက်ခဲတဲ့အခြေအနေကိုရောက်ရှိသွားနိုင်ပါတယ်။ပြဿနာကအမေရိကန်ကပေးတဲ့ငွေတွေမဟုတ်ပဲအမေရိကန်ရဲ့စစ်ပစ္စည်းတွေနဲ့ထောက်လိုင်းအချက်လက်တွေဆုံးချုံးမှုကပိုပြီးထိခိုက်စေမှာပါ။လက်ရှိမှာရုရှားရဲ့အမြောက်တွေကိုရှေ့နှမ်းနှားမှာမရွေးနိုင်တဲ့အကြောင်းတစ်ခုကအမေရိကန်လက်နက်တွေနဲ့စတားလင်လိုစနစ်တွေကနေရရှိတဲ့ထောက်လိုင်းအချက်လက်တွေကြောင့်ဆိုတဲ့ဖြစ်နိုင်ခြေရှိပြီးတော့အမေရိကန်ရဲ့ Patriot စနစ်ကယူကရိန်းမျိုးတွေကိုကာကွယ်ပေးနေတာပါ။ဒီပစ္စည်းတွေနဲ့လုံခြုံတဲ့ဆက်သွယ်ရေးစနစ်တွေမရှိဘူးဆိုရင်ရုရှားကသူ့ရဲ့အမြောက်တွေကိုရွေလျားပြီး ယူကရိန်းနယ်မြေအတွင်းပိုင်းကိုထိုးစစ်ဆင်ကကြီးမားတဲ့ပျက်စီးမှုတွေဖြစ်လာနိုင်ပါတယ်။ဒါဟာယူကရိန်းအတွက်ကပ်ဘေးတစ်ခုဖြစ်လာနိုင်ပြီးရုရှားရဲ့ထိုးပေါင်းမှုကိုဖြစ်စေနိုင်ပြီးတော့ယူကရိန်းပြိုလဲသွားနိုင်ပါတယ်။အဲဒီလိုဖြစ်လာရင်ရုရှားကနောက်ထပ်ပြစ်မှတ်တွေကိုချမှတ်ဖို့အခွင့်အရေးရလာနိုင်ပါတယ်။ဒါပေမဲ့ယူကရိန်းကတတိရှိရှိနဲ့ဥရောပရဲ့ကြီးမားတဲ့ထောက်ပံ့မှုတွေနဲ့ခံနိုင်ရရှိမယ်ဆိုရင်တော့နောက်လတွေနှစ်တွေအတွင်းမှာတခြားအခြေအနေတခုပေါ်ထွက်လာနိုင်ပါတယ်။ဥရောပဘက်ကကာကွယ်ရေးအတွက်ဘီလီယံနဲ့ချီတဲ့ငွေတွေပို့သုံးလာပြီးအချိန်ကြာလာတဲ့မြတ်လက်ရှိတဲ့ပုံမှန်အားကောင်းတဲ့စည်ရင်အားဖြစ်လာပြီးတော့ ူကရိန်းကအချင်းကြကြခံနိုင်ရှိမယ်ဆိုရင်ဥရောပကအမေရိကန်ရဲ့နေရာကိုအစားထိုးပြီးယူကရိန်းအနေနဲ့လိုအပ်တဲ့လက်နက်နဲ့အရင်းမြစ်တွေကိုထောက်ပံ့ပေးနိုင်မယ်။အဲ့ဒီအချိန်မှာရုရှားကကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့တိတာထင်ရှားတဲ့တိုးတက်မှုမရှိဘဲညှိနှိုင်းအခြေအနေကိုပြန်သွားရနိုင်ပြီးတော့ဥရောပရဲ့အကောင်းလာတဲ့စင်အားကဟန်တားနိုင်မယ်ဆိုရင်ငြိမ်းချမ်းသဘောတူညီမှုတစ်ခုဖြစ်လာနိုင်ခြင်းရှိပါတယ်။ကျွန်တော်အမြင်ကတော့ဒီရွေးချယ်စရာတွေကတခုမှတိတ်ကောင်းတယ်လို့မထင်ပါဘူး။ဥရောပကပထမအခြေအနေကိုမျှော်လင့်နေရဆိုတာရှင်းနေပါတယ်။ မေဂန်လုံချိုကြီးအာမခံချက်ကလက်ရှိရှေ့တန်းချင်းတွေရဲ့ငြိမ်းချမ်းသဘောတူညီမှုကိုအောင်မြင်စေနိုင်ပါတယ်။ဒါပေမဲ့ယူသားသားပြောရရင်ရှေ့ယူဆွဲကစားသမားတွေကဒါမျိုးကိုဘယ်လိုလက်ခံမလဲဆိုတာတော့ကျွန်တော်အနေနဲ့နားမလည်ပါဘူး။ရုရှားကယူကရိန်းနိုင်ငံတွေကိုငြိမ်းချမ်းတက်ဖွဲ့ဝင်ခွင့်ပြုမှလား။သူတို့အတွက်ဘာအကျိုးကျေးဇူးရှိမှလဲ။သူတို့လိုချင်တာနဲ့လုံးဝဆန့်ကျင်ဘက်ကြီးပါ။တကယ်တော့ရုရှားနိုင်ငံသားရေးဝင်ကြီးစာကီလာရော့ကဒါကိုရှင်းရှင်းလင်းလင်းကိုပယ်ချထားတာပါ။မေဂန်လုံချိုကြီးအာမခံချက်မပါဘဲယူကရိန်းကလည်းဘာမှသဘောတူမှာမဟုတ်ပါဘူး။ ဒါကြောင့်ကျွန်တော်မြင်မှာပထမနဲ့ဒုတိယအခြေအနေတွေဟာတဏ္ဍမန်ရေးရအန်ဝန်းစရာအခြေအနေမှာပဲဖြစ်လာနိုင်မှာပါ။ဥဆူလာဘော်ဒါလီယန်ကိုယ်တိုင်ပြောခဲ့သလိုပါပဲ။ယူကရိန်းကိုအင်အားကောင်းတဲ့အနေအထားမှာထားရမယ်။စီးပွားရေးရပ်တည်နိုင်မှုကနေစီးရေးခံနိုင်ရည်အထိတုကိုယ်တူကာဝယ်နိုင်တဲ့နည်းလမ်းတွေရှိရမယ်။အခုရှင်းနေတာကဥရောပအနေနဲ့ကာဝယ်ရေးမှာပုံမလှုပ်ဆောင်မှုလိုအပ်နေပြီးတော့ဥရောပရဲ့တပ်တွေကနာဂတ်အတွက်ကောင်းတဲ့လမ်းကြောင်းတစ်ခုဖြစ်လာနိုင်တယ်လို့ထင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ။